အီရန်ပြည်သူတွေအီရန်မြို့တော်တီဟီရန်ကနေချက်ချင်းထွက်ခွာကြဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသတိပေးခဲ့တယ်လို့သိရပါဗျ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြည်သူ၁၀,၀၀၀နေထိုင်တဲ့တီဟီရန်မြို့ကနေပြည်သူတွေထွက်ခွာကြဖို့၎င်းရဲ့ဆိုရှယ်မီဒီယာဖြစ်တဲ့ Truth Social မှာ posting ခဲ့ပြီးအီရန်ကိုအင်းနဲ့အာနဲ့တိုက်ခိုက်နေတဲ့အစ္စရေးဝန်ကြီးချုပ်ဖက်ဂျမင်နေတန်ယာဟုရဲ့သတိပေးချက်တွေကိုထောက်ခံတယ်လို့ဖော်ပြခဲ့ပါဗျ။လူတိုင်းကတီဟီရန်ကနေချက်ချင်းထွက်ခွာသင့်ပါတယ်လို့ထရမ့်က True Social မှာရေးသားခဲ့ပါတယ်။ Trump ကဒီ post မှာအသေးစိတ်တွေကိုဖော်ပြခဲ့ခြင်းတော့မရှိပါဘူး။ပြည်သူ၁၀သန်းနီးပါးဟာအီရန်မြို့တော်တီဟီရန်မှာနေထိုင်လျက်ရှိပါတယ်။အီရန်ရဲ့တရားဝင်မဟုတ်တဲ့နျူကလ িয়ার ကွန်ရက်ကိုဖျက်ဆီးဖို့ရည်ရွယ်ပြီးတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုံ့ဆော်နေကြောင်းအစ္စရေးကပြောကြားခဲ့ပြီးတဲ့နောက် Trump ရဲ့သတိပေးချက်ထွက်ပေါ်လာတာပါ။ဣသရေစစ်တပ်ကတီဟူရန်မြို့ရဲ့ခရိုင်တစ်ခုကပြည်သူတွေထွက်ခွာကြဖို့တိုက်တွန်းထားတဲ့သတိပေးချက်ကိုအစောပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးစစ်တပ်ရဲ့အခုတရေပေးချက်ဟာဂါဇာမှာလှုပ်ဆောင်နေတဲ့လုံလီးတွေနဲ့အတူတူပဲဖြစ်ပါတယ်။အီရန်အကြက်တဲရဲ့ဆုံးဖြတ်ချက်ဟာဂါဇာအပြစ်ခတ်ရဲစိရေးအပောင်းဝင်အရှိန်လေပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ခိုက်မှုတွေကိုကြေကြေပြန့်ပြန့်တင်းမာမှုအရှိန်ရှော့ချစေဖို့ဦးတည်တယ်ဆိုတာကိုကျွန်တော်တို့တိုက်တွန်းပါတယ်လို့ထရမ့်ထောက်ခံတဲ့ G7 ပူးရဲထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။